ဂျပန်ကိုရီးယားဩစတြေးလျ US တွေမှာကျောင်းတက်ချင်ပါသလားအဲ့ဒီနိုင်ငံတွေမှာ scholarship တွေရချင်နေဆိုရင် အခုကျွန်မပြောပြမယ်အချက်၅ချက်ကိုလိုက်လို့ကြည့်ပါအဲ့ဒီနိုင်ငံတွေမှာ scholarship စုတွေရထားတဲ့သူတွေကသူတို့ကံကောင်းကြလို့တခုတွေနဲ့မဟုတ်ဘူးเนาะသူတို့ကအနည်းကမှထပြီးတော့မှလောက်တာလည်းမဟုတ်ပဲねကြိုပြီးတော့မှပြင်ဆင်မှုတွေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အဲ့ဒီတော့ဒီနေ့ကျွန်မပြောမှာက 2026မတိုင်ခင်မှာစပြီးတော့မှလုပ်တဲ့ plan ၅ချက်ကြောင့်ဖြစ်ပါတယ်။မပြင်းမရီပဲနဲ့ plan ချပြီးတော့မှလုပ်မယ်ဆိုရင်နိုင်ငံသားမှာပညာသင်ခြင်းနဲ့သိရဲ့အိမ်မက်ကိုအကောင့်ထည့်ပေါ်နိုင်မှာဖြစ်ပါတယ်။ကျွန်မနဲ့အတူတူလိုက်လုပ်ကြည့်အောင်နော်။ plan တဲ့ကိုယ့်ရဲ့ပညာရေးအုံမြင့်ကိုခိုင်မာအောင်တည်ဆောက်ထားပါ။ပထမအောင်ဆုံးအခြေခံကစပြောမယ်နော်။ ကိုရဲ့ GPA ကအရန်ကိုအရေးကြီးတယ်။အမှတ်တွေအရန်ကောင်းနေဖို့မလိုဘူး။ဒါပေမဲ့သူတို့သတ်မှတ်ထားတဲ့အမှတ်ပေါင်းရှိဖို့တော့လိုအပ်တယ်။ Scholarship Committee ကကြည်ထားကြတော့ကိုရဲ့တိုးတက်မှုပို့ပြီးတော့မှကြည်ပါတယ်။အဲ့ဒီတော့ဒီနေ့ကစပြီးတော့မှဘာစလို့တင်လဲ။ကိုညံ့တဲ့ဘာသာရပ်ကို နေတိုင်းနည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 ်းနဲ့တော်လာအောင်လုပ်ပါ။အင်္ဂလိပ်စာဆိုလို့ရှိရင်အပတ်အပြော အရေး အဲ့လိုမျိုး full scale လုံးကိုပုံမှန်လုပ်ပါ ကို free ဒီလေ့ကျင့်လို့ရမယ့်နေရာတွေကိုရှာပြီးတော့မှလေ့ကျင့်ပါရိုးရိုးရှင်းရှင်းနဲ့ report တွေရေးတတ်အောင်ကြိုတင်ပြီးတော့သင်ထားပါအဲ့လိုမျိုးပြင်ဆင်ခြင်းအပြင် university ရောက်တဲ့အခါမှာဒီအရာအရာကိုတတ်မှုရှိပါတယ်အရေးကြီးတဲ့တစ်ချက်ကငါစ조사နေရဲဆိုတာကိုပြသဖို့ပဲဖြစ်တယ် scholarship committee ကိုကြိုက်အောင်လို့ကိုကလုပ်ပြအောင်မှာဖြစ်ပါတယ် plan နဲ့ scholarship နဲ့ university တွေအကြောင်းကိုကြိုပြီးတော့မှ research လုပ်ပါဒီဟာတကယ်ကိုအရန်ရေးကြည့်တယ်များသောအားဖြင့်လူတွေကနောက်ကျမှ research ဆလုပ်တဲ့အတွက်ကြောင့်မလို့အခွင့်အရေးတွေလက်လွတ်ကြပါတယ်ဒီကနေ့ကစပြီးတော့မှကိုရှောက်ချင်တဲ့ scholarship တွေကိုအာ Facebook page မှာပဲဖြစ်ဖြစ်ဒီ website တွေမှာစပြီးတော့မှ follow လုပ်ပါ application deadline တွေကိုယ့်ရဲ့လိုအပ်ချက်တွေ တို့မှတ်သားထားပါ quick tip တစ်ခုရှိရယ်နော်ဥပမာ max scholarship ဆိုလို့ရှိရင်သူတည်တနာစွမ်းရည်တွေကိုကြိုက်တယ် KGSP ဆိုလို့ရှိရင်ဖွံ့ဖြိုးတိုးတက်မှုလူမှုဝန်ထမ်းလိုမျိုးလှုပ်ဆောင်တဲ့ဟာတွေကိုကြိုက်တယ် Australia award ဆိုလို့ရှိရင်တော့ဒီကောင်းဆောင်မှုတွေလူမှုအတိုင်းအဝိုင်းကိုပြန်ပြီးတော့အကျိုးပြုတဲ့သူကိုပို့ပြီးတော့ကြိုက်တယ်ကိုနဲ့တင့်တော်မဲ့ scholarship ကိုရှာပြောမှကျူးကျူးဆဆပြင်ဆင်မယ်ဆိုရင် မရနိုင်စရာအကြောင်းရှိဘူးမိမိရဲ့ scholarship နဲ့ study abroad journey မှာထိထိရောက်ရောက်နဲ့လှုပ်ဆောင်ကြတယ်ဆိုလို့ရှိရင်ကျွန်မဖွင့်လှစ်ထားတဲ့ scholarship and study abroad mentorship program မှာလာရောက်ပြီးတော့မှတက်ရောက်နိုင်ပါတယ်အော် online သင်တန်းဖြစ်ပါတယ်အာအကယ်၍များစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျမရဲ့ Facebook Messenger နဲ့ email မှာလာရောက်ပြီးတော့မှဆက်ဆံနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။ plan 3မင်းရဲ့ leadership skills volunteering skill တွေကိုတည်ဆောက်ရမယ်ဒါကစာတော်ရာထက်တောင်ပိုပြီးမှအစွမ်းထက်တယ်နော် scholarship committee ကစာချက်နိုင်တဲ့ robot ကိုမလိုချင်ဘူးအခုဆိုရင် လူတိုင်း AI ကိုသုံးပြီးမှ scholarship ကောင်းကောင်းတပုတ်ကိုရေးနိုင်တယ်စိတ်ရင်းကောင်းပြီးမှလူမှုပတ်ဝန်းကျင်ကိုပြန်ပြီးမှအကျိုးပြုနိုင်တဲ့သူကို ပို့ပြီးတော့မှလိုအပ်တယ်။အဲ့ဒီတော့2026နှစ်မတိုင်ခင်မှာကျောင်းသားအဖွဲ့အစည်းလိုမျိုး လူငယ်အဖွဲ့အစည်းလိုမျိုး volunteer project တစ်ခုခုမှစပြီးတော့မှဝင်လုပ်ပါ။လူငယ်ကလေးငယ်တွေကိုစာသင်ပေးနိုင်တဲ့ project လိုမျိုးကိုယ့်ရဲ့ရက်ရွာခြေရွာတွေကိုကူညီပေးနိုင်တာလိုမျိုး advanced သေးလေးတွေမှာစီစဉ်ပေးနိုင်အောင်လို့လေ့လာပါ။နောက်ပြီးတော့ team leader ဖြစ်ဖြစ် လုပ်နိုင်တဲ့အခွင့်အရေးကိုအမြဲတမ်းရှာပါ။ အရေးကြီးတဲ့အချက်တစ်ခုရှိတယ်။လုံသမျှကိုမတန်းတင်ထားပါ။ဓာတ်ပုံရိုက်ထားပါ။ရေးမှတ်ထားပါ။အကုန်လုံးမတန်းတင်ထားပြီးခြင်းအပြည့်နောင်ကျလို့ကိုကဒီ scholarship essay ရေးတဲ့အခါမှာကိုပါလုတ်ခဲ့လေဆိုတဲ့ကိုရဲ့ story ကို ပြသနိုင်မယ်။အဲ့လိုပြသခြင်းအပြည့်သူများထက်တာနိုင်မှာဖြစ်ပါတယ်။ Remember ချမ်းသာမှနာမည်ကြီးမှမဟုတ်ဘူး။စိတ်ရင်းနဲ့လက်တွေ့ကြကြ လုံနိုင်တဲ့သူကိုပဲ scholarship committee တွေကစိုက်တာဖြစ်တယ်။ plan 4ကိုကိုကိုကြော်ညာတတ်အောင်လို့လုပ်ပါ။လူများစုကဒီနေရာမှာကြာလာပဲ။သူတို့မတော်လို့မဟုတ်ဘူး။ကိုကိုကိုဘယ်လိုမျိုး personal branding လုပ်ပြရမလဲဆိုတော့မသိလို့ပဲဖြစ်ပါတယ်။ဒီကနေ့ကစပြီးတော့မှ2026အထိကိုမင်းရဲ့ရည်မှန်းချက်စိန်ခေါ်မှုတွေအကြောင်းအစစ်တူတူလေးရေးကြည့်ပါ။ ကိုကဘာလို့ဒီ scholarship ကိုရထိုက်လဲဆိုတာကိုမေးခွန်းနဲ့မေးကြည့်ပြီးတော့မှကိုရဲ့ဖုန်းနဲ့ဗီဒီယိုရိုက်ကြည့်ပါပြီးတော့ပြန်ကြည့်ကြည့်ပါမင်းရဲ့ပညာရေးကောင်းဆောင်မှုစေတနာဝင်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်မှုတွေကို စာတမျက်နှာနဲ့ချရေးထားပါနောက်ပြီးအရင်ပညာသင်စုတွေရဘူးတဲ့ scholarship alumni တွေနဲ့ Facebook တွေမှာ ဒါပြီးတော့တခြား social media platform တွေမှာဆက်သွယ်ပါသူတို့ပေးတဲ့ advice တွေကကို့အတွက်အထောက်အကူအများကြီးဖြစ်ပါလိမ့်မယ်နောက်တစ်ခုမှတ်ထား နော် confidence ဆိုတာက brightest လောက်တာနဲ့အမြတ်လာတာဖြစ်တယ်အခုချိန်ရစားပြီအင်္ဂလိပ်စာအရေးအပြောအဖက် four scale လုံးကိုပြင်ဆင်ထားလို့ရှိရင် interview ရောက်တဲ့အခါမှာသဘာဝကျကျနဲ့ဖြေနိုင်မှာဖြစ်ပါတယ် plan 5 ငွေချေးနဲ့စီစဉ်မှုနောက်ဆုံးအနေနဲ့ဒီလက်တွေ့ပိုင်းကိုပြောပြမယ်ကိုက full scholarship ရရင်တောင်မှ တခြားကုန်ကျစရိတ်တွေရှိပါတယ်ဥပမာအဖြစ်စာရွက်စာတမ်းတွေ translation လုပ်ခ application fees တွေဒီ passport နဲ့ visa ရှောက်ခါတွေစေစစ်ခါတွေအဲ့ဒါတွေအတွက်ကိုပတ်စံလိုပါတယ်ဒီတော့လာစင်ပတ်စံနည်း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 စီစုထားပါနောက်ပြီးတော့မှ ကိုယ့်ရဲ့ passport တတ်တန်းရှိရဲ့လားចောင်းសារရွက်សារနဲ့ပြည့်ပြည့်စုံစုံနဲ့စနစ်တကျထားရဲ့လားဘာသာပြန်ပြီးပြီလား document scan လုပ်ပြီးပြီလားဆိုတာတွေကိုပြင်ဆင်ထားရမှာဖြစ်ပါတယ် pro tip တစ်ချက်အနေနဲ့ Google Calendar မှာ Notion သုံးပြီးရောမှာ deadline တွေကိုလုပ်ရမယ့်အချက်တွေ task တွေကို ရေးချထားပြီးရောမှာ list down လုပ်ထားပါအဲ့ဒီလိုစနစ်တကျလုပ်ထားခြင်းအဖြစ် application deadline နေတဲ့အခါမှာ ကိုယ်အတွက် stress stress နေစေပါတယ်။စိတ်ပိုက်ဆိုင်ရာအနေနဲ့ကတော့ကိုယ်သွားမဲ့နိုင်ငံရဲ့ယဉ်ကျေးမှုအစားအသောက်လူမှုပုံစံတွေကိုကြိုတင်ပြီးတော့လေ့လာထားလို့ရှိရင်ဟိုရောက်တဲ့ခါမှာတခါစားတာဖြစ်ဖို့တော့အရန်လွယ်ပါလိမ့်မယ်။ဒီတော့အချင်းချင်းအနေနဲ့ပြောရရင်2026မှာ scholarship ရပြီးတော့မှနိုင်ငံခြားမှာကျောင်းတက်ချင်တယ်မလား။အဲ့ဒါဆိုရင် ကိုယ့်ရဲ့ academic background research တွေကြိုတင်ပြင်ဆင်ထားမှုကိုယ့်ရဲ့ leadership တွေ volunteer skills တွေကို story တွေတိစောက်ထားဖို့ကိုကိုကိုကြောင်ညာတအောင်လုပ်နာဖို့လုပ်ထားဖို့ငွေချေးပိုင်းစိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်တနေ့ကျမှစပြီးတော့မှရှောက်ပါမယ်ဆိုပြီးတော့မှ မလုပ်ပါနဲ့ဒီတော့ဒီကနေ့ကစပြီးတော့မှ စပြီးတော့လုပ်ပါ အခုစလုပ်တဲ့ခြေလက်သေးသေးလေးတွေကနောက်ကိုယ့်ရဲ့အိမ်မက်တက္ကသိုလ်ကြီးစီကို တကားဖွင့်ပေးသားမှာဖြစ်ပါတယ်ဒီဗီဒီယိုကကို့အတွက်အကူအညီရမယ်ဆိုရင် comments မှာဘယ် plan တွေကိုအရင်စလုပ်မလဲဆိုတာကို ရေးပေးသွားခဲ့ပါ like share and subscribe လုပ်ပေးခြင်းဖြင့်အပတ်စဉ် study abroad နဲ့ပတ်သက်တဲ့အကြောင်းတွေကို အတူတူလေ့လာကြရအောင် အားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်။မိမိရဲ့ scholarship နဲ့ study abroad journey မှာထိထိရောက်ရောက်နဲ့လှုပ်ဆောင်ကြနေဆိုလို့ရှိရင်ကျမဖွင့်လှစ်ထားတဲ့ scholarship and study abroad mentorship program မှာလာရောက်ပြီးတော့မှတက်ရောက်နိုင်ပါတယ်။အော် online သင်တန်းဖြစ်ပါတယ်။အာအကယ်၍များစိတ်ဝင်စားတယ်ဆိုလို့ရှိရင် ကျမရဲ့ Facebook Messenger နဲ့ email မှာလာရောက်ပြီးတော့ဆက်ဆံနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။